ုတင်ဆက်ပေးမယ့်သတင်းကတော့သတင်းကြိုကလာခဲညင်သည်စေးညကြဆင်းနေတဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိဈေးကွက်မှာခဲညင်သည်စေးဝေးကြဆင်းလာပြီးထက်မှန်ကြဆင်းလိုက်နေလို့တောင်းသူများနဲ့ကုန်သည်များအသုံးသတ်ထားပါတယ်။ခဲညင်သည်စေးမှာရခင်ကထိုင်းနိုင်ငံဘက်မှာခဲညင်သည်ပေါ်သေးရာကြောင့်အဝယ်ဆွဲကဈေးတက်ခဲ့တာဖြစ်ပြီးလက်ရှိမှာအဝယ်များပြီးတော့အယောင်းဝယ်ပါတဲ့အတွက်ဈေးတွေတဖြည်းဖြည်းကြဆင်းလာဖြစ်တယ်လို့သိရပါတယ်။ ရခိုင်စီကွက်မှာတော့ KNG ကိုတည်တပိတ်သားကို2400ကျပ် KNG ရေရှဲတည်တပိတ်သားကို2200ကျပ် KNG အသေးတည်တပိတ်သားကို1800ကျပ်ရှိခဲ့ပြီးလက်ရှိမှာတော့ KNG ကိုတည်တပိတ်သားကို1800ကျပ် KNG ရေရှဲတည်တပိတ်သားကို1500ကျပ် KNG အသေးတည်တပိတ်သားကို1300ကျပ်တည်ကျဆင်းသွားတယ်လို့ရှမ်းပြည်တောင်ပိုင်းအောင်မြင့်ကုန်စီထံများထံကနေသိရပါတယ်။ တချို့တောင်သူတွေအနေနဲ့ဈေးမရရှိတော့လေမျိုးရစားတွေဈေးကြီးနေပြီးတော့ရေကြီးရှယ်မှုတွေလည်းရှိနေတဲ့အတွက်အခက်လာကိကမဆိုင်နိုင်မယ်နဲ့တည်ထားရတဲ့အခြေအနေများရှိနေရလို့သိရပါတယ်ဒီတဲ့တွေတော့နောက်မြတ်တူတူကြွားပေးဖို့လာပါ thank you